Hello everyone အားလုံးပဲမင်္ဂလာပါ Vola ဖြစ်ပါတယ် Vola ဆွစ်ဇာလန်ကိုရောက်တာတပတ်တိတိပြည့်သွားပါပြီဒီနေ့ကတော့ပထမဆုံးစနေနေ့လေးပေါ့နော် Vola တို့ဒီကိုရောက်တဲ့ရနေပြီးတော့အပြင်ကိုသွားမလဲရသေးဘူးပေါ့နော် Montreux ဆိုတဲ့မြို့လေးကို သွားလဲကြမှာဖြစ်ပါတယ်ဒီမှာရောက်နေပြီးသားစီနီယာကြီးပေါ့နော် သူတို့ကလိုက်ပြီးတော့မြို့ကိုပြပေးမှာဖြစ်ပါတယ်အဲ့တော့ Vola တို့လည်းအတူတူသွားကြည့်ကြတာပေါ့နော်ဒီနေ့ကကြတော့ စနေနေ့ဖြစ်တဲ့အတွက်ဘာလို့ကျောင်းမှာ breakfast မကြွေးဘူးပေါ့နော်ပုံမှန်ကျောင်းကြီးရက်တွေဆိုရင်တော့၈နာရီ9နာရီလောက်ခဲရ breakfast စကြွေးတယ်ဒါပေမဲ့ဒီလိုမျိုး weekend ကြာလို့ရှိရင်တော့ brunch ပဲကြွေးရပေါ့နော်အဲ့တော့ brunch ကတော့၁၀နာရီကနေ၁၂နာရီထိစားလို့ရရပေါ့နော်အဲ့တော့ဘာလို့ brunch သွားစားပြီးသွားလို့ရှိရင်တောင်အောက်ကိုဆင်းมาဖြစ်ပါတယ်ယထာကြာတော့ဘာလို့တောင်ပေါ်ကနေတောင်အောက်ကိုမိနစ်၄၀လောက်စီးရရပေါ့နော် သူကြတော့တနားချားတစ်ခါပဲလာတာဆိုတော့အရင်ရော့ convenient ဖြစ်ဘောเนาะဒါကတော့ចောင်းမှာជួយရဲ့ branch လေးပဲဖြစ်ပါတယ်သူကတော့မနှက်စာရောနေ့လယ်စာရောအပြီးပေါ့เนาะအာတော့ဘာသာနဲ့မိနီတက်မှာပဲတတ်ထက်တဲ့တူတူညီကြတဲ့တငယ်ချင်းတွေပဲဖြစ်ပါတယ်။အကုန်လုံးမြန်မာတွေပဲပေါ့နော်။ဒီမှာတငယ်ချင်းတွေရှိရောကြတော့မပြင်းရဘူးပေါ့နော်။ပြောဖို့လည်းကောင်းပါတယ်။ ဗာဟိုလာရောက်တဲ့အချိန်ကကြတော့ဆွစ်ဇာလန်မှာလူရာတီပေါ့နော်အဲအကြောင်းမူလို့ရာတီဥတုတာရပါတယ်ဒါတော့ဘာလာတို့ရဲ့အကြောင်းပေါ့နော်အနောက်ကတော့ဘာလာတို့အကြောင်းဖြစ်ပါတယ်ဘာလာအကြောင်းရှိမှရောက်နေတာပေါ့နော်ဒါကတော့ယထားဆောင်နေကြတာပါအခုဆောင်နေကြတဲ့သူတွေအကုန်လုံးကအတူတူသွားကြမှာပေါ့နော် Valor တောင်းသားတွေကိုကြတော့ဒီ Eclat ကိုယထာ free sequence ပေးထားရပေါ့နော်။နေစင်းကကြတော့ ski စီးဖို့အတွက်အဓိကလာကြတယ်ပေါ့နော်။ဒီနေရာဒီမှာကြတော့တောင်းတက်ကြတာပေါ့နော်။ Valor ရယထာက cancel ဖြစ်သွားတဲ့အတွက် Valor bus နဲ့သွားအောင်ပါပါ။ရထားနဲ့သွားတဲ့ဘတ်နဲ့သွားတာကြတော့ view တွေအရန်ပို့လာတယ်ပေါ့နော် ဒီဘတ်စကားတစ်ခုလုံးကတောင်းသားတွေကြီးပဲပေါ့နော်ပထမဆုံး weekend ဆိုတော့အကုန်လုံးထွက်လေကြတာစစ်စားလောင်ဆက်ဆက်ရောက်ချင်းဆိုတော့မြန်မာငွေတွေနဲ့တွက်ပြီးတော့ဈေးဝယ်တာအကုန်ဘာမှမဝယ်ဖြစ်ဘူးပေါ့နော်ဒါဆိုရင်ကုလားတပို့သုံးချက်ဆိုတော့အဲ့ဒီတုန်းကတရှက်ကိုမြန်မာငွေ8000ပေါ့နော်အဲ့ဒီတော့ကုလားတပို့2000ကျော်ဆိုပြီးတော့မတောက်ဖြစ်ခဲ့ပါဘူးဘာလာတို့ကအကြောင်းရောက်တာမကြသေးတဲ့အတွက်တဝက်လျှော့ဈေးရတဲ့ရထားကက်တီပါလေမမမလုပ်ထားသေးဘူးပေါ့နော်အဲ့အကြောင်းမလို့ဘာလာတို့ ယထားကိုဆက်မှာပဲဝယ်ရတယ်ပေါ့နော်တကယ်ဆိုရင်တော့ application မှာပဲဝယ်ပြီးတော့ banking နဲ့ပဲရှင်းလို့ရတယ်ပေါ့နော် father ကျတော့အကြောင်းကိုရောက်တာလည်းမကြသေးရဖြစ်တဲ့အတွက် phone sim card လည်းမရှိသေးဘူးနောက်ပြီးကျတော့ဒီ banking တွေပိုင်းလည်းဘာမှမရှိသေးဘူးပေါ့နော်အဲကြောင့်အကုန်လုံးအသက်ဆန်းနေဖြစ်နေတာပေါ့ဆွဆွဇာလာမှာတော့ယထားတွေတစင်းနဲ့တစင်းပြောင်းရင်ပေါ့နော်ပြေးရတာတော့အမှတ်တရပဲဟုတ်ကဲ့ဒီပေါ်လာဟုတ်ကဲ့ ဒါကတော့ယထာအကြီးပေါ့နော်။ဘာသာတို့တောင်ပေါ်ကနေဆင်းလာယထာလေးကတော့အစိမ်းရောင်လေး။သူကတော့ယထာအသေးလေးပေါ့နော်။ဒီယထာကတော့နှစ်ထပ်ပါပါတယ်။ ဒီ coop ဆိုတာကတော့မြန်မာပြည်မှာဆိုရင် city map လိုမျိုးပေါ့နော်တနေရာထဲမှာအစုံရတဲ့နေရာတိုင်းမှာရှိတဲ့ city map တွေပါယထာကဒီဂိတ်ကဂိတ်ဆုံးဆိုတော့ကတော့သူကနောက်ပြန်ပြီးတော့သွားတာပေါ့နော်ပြောမယ်ဆိုရင်ဟိုနဲ့ဒီနဲ့ဟိုကြီးနေရယထာဆိုတော့ကတော့ဒီယထာလမ်းကြောင်းချင်းတာမျိုးမရှိဘဲနဲ့သူကအတက်ရောပြောင်းပြောင်းမောင်းလို့ရတယ်ပေါ့နော်အဲ့ဒါဘာလို့တော့မသိဘဲနဲ့ယထာသောက်ထိုးသွားတယ်လို့ထင်ကြပါပေါ့နော် ဒီလမ်းသက်လျှောက်မှာတော့ဒီလိုမျိုးစိမ့်စိမ့်ဆူဆူရှုခင်းလေးတွေပြီးတဲ့အချိန်မှာတော့နောက်ဆုံး Geneva Lake ကိုရောက်ပါတယ်။ဒါကတော့ Geneva Lake ကြီးပေါ့နော်။သူကအရန်ကျဲပါတယ်။ဒီမွန်ထိုးနဲ့လည်းထိဆက်နေရပေါ့နော်။ဆိုရင်တော့မွန်ထိုးကိုအောင်မြင်နဲ့ရောက်ရှိပါပြီ။ ါတော့အကုန်လုံးဒေါ်လာလို့တငင်းစင်းနေပေါ့နော်ဘူးဓာရီအကုန်လုံးကတော့ဒီလိုမျိုးရေးဝေးမှာပဲရှိတာဖြစ်ပြီးတော့မြို့ထဲကိုသွားပို့ကြတော့ဘာလို့ဒီမီအောင်ထဲကနေထပ်ပြီးတော့လမ်းလျှောက်ရတယ်ပေါ့နော်ဒါကြတော့ဘာလို့မြို့ထဲသွားတဲ့လမ်းပေါ့နော်ဒီကနေဆင်းသွားပြီးသွားလို့ရှိရင်နောက်ထပ်ထပ်ပြီးတော့ဒလီခါစီရပါသေးတယ်အပြီးလို့ရှိရင်တော့ဒီမွန်ထိုးမြို့ထဲကိုရောက်ပြီပေါ့နော်မွန်ထိုးကကြတော့ဘာလို့ကြောင်းတဲ့အနီးဆုံးမြို့ကြီးပေါ့နော် ဘာသာလို့ကြည်ရတာဒီတိုးကိုင်းနဲ့ခྱི་သွားတဲ့ခྱི་သွားကြီးကြညာပဲအကုန်လုံးအနောက်ကနေလိုက်တာပေါ့နော်တောင်ကုန်းအနေနဲ့နေနေစစ်စာလန်ဆိုတော့ဒီလိုမျိုးလေကတည်တည်နောက်ပြကြလို့ရှိရင်ဒီမြင်းကြီးဓာတ်တွေပေါ့နော်မြင်းကြီးဓာတ်ဆိုရင်လည်းဒီမြေပြင်ပေါ်မူတည်ပြီးတော့မြင်းကြီးဓာတ်ကသုံးထပ်လောက်ရှိတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့မျိုးတွေလည်းအများကြီးရှိပါတယ်ဒါဆိုရင်တော့မွန်ထိုးရဲ့မြို့လေလောက်ရောက်ပြီပေါ့နော်ဒီမှာဂျင်နီဗာလိတ်ကြီးရှိပါတယ် မွန်ချိုးမှာကြတော့ဒီလိုမျိုး brand ဆိုင်နေစားတောက်ဆိုင်နေရံပေါ်တွေပေါ့နော်ဘာသာတို့ကအခုအဆန်လေးဘူးဥတည်မြောက်ပေါ့နော်ဘာသာတို့စီမှာဒေါ်လာလေးပဲပါလာတာပေါ့နော်မြန်မာပြည်မှာရောဘန်ကောက်မှာအစားပေါ့နော်လဲရခတ်တယ်နောက်ပြီးကြလို့ရှင်ဈေးမမှန်ပေါ့နော်ဒီမှာကျတော့ဈေးပိုရတာဖြစ်တဲ့အတွက်တောင်အောက်ကိုစက်သက်စင်ပြီးရောလဲရပေါ့နော်မန်နီချင်းကြောက်သွားပြီးတော့မျိုး အဆန်စကားကြီးဘာကြီးပြောပေါ့နော်နောက်ပြကြလို့ရှိရင်သူတို့စီမှာဒီလိုမျိုးလက်ဆောင်ပစ္စည်းလေးလည်းရောင်းနေပေါ့နော်ပြောမယ်ဆိုရင်တော့ tourist တွေအတွက်အတိတ်ကပေါ့နော် valor ကြောင့်တောင်းသားတွေလည်းဒီမှာပဲလာလဲရပါပဲ ဒီဘာသာတို့နဲ့တူတူပါကြတဲ့မြန်မာចောင်းသားတွေကကြတော့အရင်နှစ်ကတက်ပြီးတော့ចောင်းမှာပဲပေါ့နော်အင်တန်ပြင်ဆင်နေတဲ့သူတွေရောနောက်ပြီးကြလို့ရှိရင်အစ်စ်အခုကဘာသာတို့လာတက်တဲ့နောက်ဆုံးနှစ်ចောင်းသားတွေရောဒီပထမနှစ်တည်းကတက်နေတဲ့လူတွေရောပေါ့နော်အကုန်လုံးစုပြီးတော့ကြော်ကြတာပေါ့နော်ဒီအဓိကလာရတဲ့အကြောင်းရင်းကတော့အင်ဂျီဘူစားလေးဝယ်ဖို့ shopping ထွက်ဖို့ဆိုတော့အခု H&M ကိုရောက်ပြီးတော့ရှောက်ပြီးတော့ကြည့်နေကြပါတယ် ဒါတော့ H&M ရဲ့အရှိပေါ့နော်ပုံမှန်ဆိုရင်လည်း event တွေဒီမှာပဲကျင်းပကြပါတယ် Geneva Lake ကိုသွားတဲ့လမ်းလေးဒီမှာပဲရှိပါတယ်ရာသီဥတုလေးအေးအေးလေးနဲ့အရန်နေလို့ကောင်းနေပေါ့နော်ဒီလိုရာသီဥတုကြတော့ဒါတော့မြို့ရင်းမှာဆွဲတဲ့ S-Bahn နေနောက်ပြကြလို့ရှိရင် Bus Car တွေပေါ့နော် တယောက်ချင်းဆိုအကုန်လုံးကထူးဆန်းများဘာသာတို့အတွက်ကကြည့်စရာတွေပဲပေါ့နော်နောက်ပြကြလို့ရှိရင်လူတွေကလည်း fashion အရန်ကြကြတယ်ဒီမှာလူတွေကလေပြီးလို့ရှိရင်အကုန်လုံးကလည်းအယောင်စုံကြီးပဲပေါ့နော်တိုက်တရားစာအကုန်လုံးကြည့်လို့ကောင်းတယ်ယောက်ယောက်ချင်းတာယာတဲ့နေရာဒီနဲ့တွေ့လိုက်ရတာအရန်ကန်ကောင်းတယ်ပေါ့နော်နောက်ပိုင်းကျရင်တော့နင်းနေထူတဲ့ယာတိဥတုနဲ့ကြုံတွေ့ခဲ့ရတာပါအခုတော့ဇာရာရောက်ပါပြီဇာရာမှာလည်းဟိုကြည့်ထီကြည့်ဈေးဝယ်ကြပါတယ် တဲ့အခုတော့ဘယ်ဥဆက်သွားကြမလဲဆိုတော့ Mickey ဆိုင်ဝယ်ဖြစ်ပါတယ် Mickey ဆိုင်ကြီးကတည်တည်လေးပေါ့နော်ထိုင်စရာနေရာတော့တိတ်မရှိဘူးအဲ့တော့ take out ပဲယူပြီးပြန်လာခဲ့ပါတယ်ဒါတော့မြို့လေကအဆောက်အဦလှလှလေးလေးဖြစ်ပါတယ်အဲ့တော့မွန်ထူးမှာအကြီးဆုံးစူပါမားကတ်ပါသူတို့စီမှာဒီလိုမျိုး shopping mall ပုံစံမျိုးကရှားတယ်ပေါ့နော် ဒါကလည်းမွန်ထူးမှာရှိတဲ့တစ်ခုတည်းသော shopping mall ပါဟောလာတို့လေးစင်းမှာကြတော့ပစ္စည်းတွေပါကြီးမစုံဘူးပေါ့နော်နောက်ပြီးကြလို့ရှိရင်ဝယ်လို့လည်းမလွယ်ရဖြစ်တဲ့အတွက်တစ်ခုခုလိုအဲ့နော်မွန်ထူးပဲဆင်းပြီးွယ်ကြပါတယ်ဒါတော့ Geneva Lake ကြီးပဲဖြစ်ပါတယ်အဝေးရကြည့်ရတဲ့အနီးကပ်ကပို့ပြီးရလာတာပေါ့နော်နောက်ပြီးကြလို့ရှိရင်သူတို့ကအထင်းမှာရေကူးနေကြတဲ့သူတွေရောလေစီးနေကြတဲ့သူတွေရောအစုံပဲပေါ့နော် ြစ်လို့ရှိရင်သူတို့ကတဘာဝနဲ့လည်းအရန်နီးနီးကက်ကက်နေကြရေပေါ့ Swiss တွေကဟိုဘက်တောင်ပေါ်ဒီမှာဆိုရင်လည်းဒါအိမ်ကြီးပေါ့နော်သူတို့ကကြတော့ဒီတောင်ပေါ်မှာအဓိကအခြေချကြတဲ့လူမျိုးတွေဆိုတော့ဒီတောင်နေနဲ့သူတို့နဲ့ကခွဲထားလို့မရတဲ့အကြောင်းလူတွေလည်းရေစင်းကုနေကြတာပေါ့နော်ဖာသာတို့ကစစရောက်ချင်းဆိုတော့အရန်အေးနေရ။ဒါပေမဲ့သူတို့အတွက်ကြတော့ဒါအရန်ပူပြီးတော့အရန်နေလို့ကောင်းတဲ့ရာသီဥတုဖြစ်နေရပါပေါ့နော်။ ဒီလူတွေအများကြီးကနောက်3လလောက်လဲကြာရောစောင်းတွင်းလဲရောတယောက်မှမရှိတော့ဘူးပေါ့နော်ကြက်ပြောငက်ပြောအကုန်ပျောက်သွားကြတာဘာလို့လဲဆိုအရန်အေးလို့ပေါ့နော်ပြင်ကိုတိတ်မထွက်ကြတော့ဘူးဒီမွန်ထရိုးကဂျနီဗာနဲ့ဆိုရင်တော်တော်လေးနီးနေပြီပေါ့နော်။နောက်ပြီးကြလို့ရှင်သူနဲ့အနီးဆုံးကဖေဖေးဆိုတဲ့မြို့လည်းရှိရဲပေါ့။ အဲ့ဒီ VV ဆိုတဲ့မြို့လေးကလည်းအရင်လှတယ်ပေါ့နော်ဒီ Geneva Lake နဲ့ထိဆက်နေတဲ့မြို့တိုင်းကတော်တော်လေးလှကြတယ်ဘာလို့အပြန်ကြတော့ Asian Market ကိုဝင်ပါတယ်။ဒါကတော့ life saver ပေါ့နော်။နောက်ပိုင်းလဲဘာလို့ တစ်ခုခုချက်စားမယ်ဆိုတိုင်းဒီကိုပဲလာပြီးတော့ဈေးဝယ်ကြပါတယ်။အပြန်လန်းကိုရောက်ပါပြီ။ဒါကတော့ယထာလက်မှတ်ဝယ်တဲ့ဆက်လေးပါ။ပြီးလို့ရှိရင်အကျွေးစီးတွေပါလေကောက်ပေါ့။ကောက်ပြီးသွားလို့ရှိရင်တော့ယထာသွားဆောင်ပါတော့မယ်။ဗန်ဒီမရှင်နေရာဈေးပို့ကြည့်ပါလေ။ ထားရောက်ပါပြီပြန်ကြတော့လူကတော်တော်လေးပူနေပြီပေါ့နော်နောက်ပြကြလို့ရှင်နားလည်းနားကျင်နေပြီပေါ့အခုအိတ်ကလေးကိုရောက်ပါပြီအိတ်ကလေးကနေပြီးတော့လေစင်းကိုပြန်တက်ရမှာပါဖာလာတို့နှစ်ဆင့်စီရရပေါ့နော်ကျထားမိပြေးရပါတယ် ဒါကတော့ Valor ကိုတောင်ပေါ်တက်မဲ့ရထားလीပါဗလာပြောခဲ့တယ်လို့ပဲပေါ့နော်ဒီတောင်ပေါ်သွားတဲ့ရထားရဲ့ကြတော့တော်တော်လေးဟောင်းနေပြီနောက်ပြကြလို့ရှိရင်နှိမ့်လဲနှိမ့်တယ်ပေါ့နော်သူတောင်ပေါ်ကိုတက်ရတာဆိုတော့အရှိန်တော့ပါတယ်ဒါပေမဲ့ဟိုရထားရဲ့လိုမျိုးတော့မမြန်ဘူးပေါ့နော်ဒီစိမ့်စိမ့်ဆူဆူရသည်တို့ကအရန်လှတယ်ပေါ့နော်ဒီတောင်ပေါ်ကနေကြည့်တဲ့ အချင်းစုပေါ့နဲ့မှမလဲနိုင်ဘူးဒါတော့မြန်မာပြည်အုပ်စုပဲဖြစ်ပါတယ်ခုဆိုရင်တော့အเจ้าကိုပြန်ရောက်ခဲ့ပါပြီကောင်းကင်ကြီးကအရင်လင်းနေရဆိုပေမဲ့ည9နာရီလောက်ရှိပြီပေါ့နော်ဖာသာတို့ထမင်းစားဖို့မမီကြောက်မှဖြစ်တဲ့အတွက်ထမင်းအမြန်စားပြီးတော့နားပါတော့မယ်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်